မြစ်မရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။မြစ်မရေဒီယိုဟာမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်လျက်ရှိပါတယ်။ မြစမရေဒီယိုမနက်ပိုင်းစီစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိလိုင်းဒိုမီတာ49မီတာ6.1မဂါဟတ်စ်ကနေဖမ်းယူနိုင်နိုင်ပါတယ်။မြစမရေဒီယိုညနေပိုင်းစီစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ညနေ9:00နာရီကနေ9:00နာရီခွဲအထိလိုင်းဒိုမီတာ16မီတာ18.5မဂါဟတ်စ်ကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုကြမ်းမှရှိကြပါစေလို့မြစမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။အောက်တိုဘာလ18ရက်စနေနေ့မနက်ပိုင်းမြစမရေဒီယိုအစီအစဉ်ကိုမြန်မာစံတော်ချိန်မနက်9:00နာရီကနေစတင်ထုတ်လွှင့်နေပါပြီ။ကျွန်မရွှေမှာ ီကနေ့နောက်ဆင်ရမယ့်စီစဉ်ဒီကတော့ပလောတန်ရှင်းရွာကိုစစ်ကောင်မရှင်တက်လေးဆောင်ကနေဖုံးကျဲတဲ့တဲ့နဲ့အတူစစ်မှုထမ်းဥပဒေနဲ့စစ်သားစုဆောင်ခံရသူ9ဦးခရမ်းယူထံကိုလာရောက်ပူးပေါင်းတဲ့အကြောင်းပါဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေနဲ့တပတ်တွင်းကထူးခြားနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။တဲ့နေနားဆင်ရပြီးမှာတော့အပတ်စဉ်စီစဉ်နေတဲ့သတင်းမှားများကိုတိုက်ဖြတ်ခြင်း Miss Information Buster စီစဉ်ကိုတင်ဆက်ပေးဖို့ရှိပါတယ်။အခုကတော့ပထမဆုံးအနေနဲ့ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ င်္ဂလာပါရှင်နောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ကျမကျူချမ်းပါစစ်တပ်အာဏာထိန်းချုပ်မှုကြောင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေရပ်တန့်ခဲ့ရပြီးတော့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ် NCA အကောင့်ထဲပေါ်ခြင်းကိုရည်မှန်းချက်အတိုင်းမဆောင်ရွက်နိုင်ခဲ့တာဖြစ်တယ်လို့ရှမ်းပြည်ပြည်လဲဒူထောင်ရေးကောင်စီ RCSS SSA ကထုတ်ပြန်ကြေညာပါတယ်ဒါအပြင်နှစ်ဦးနှစ်ဖက်ယုံကြည်မှုမတိဆောက်နိုင်တာ သဘောတူစာချုပ်အတိုင်းအကောင့်ထဲမပေါ်နိုင်တာအစိုးရအနေနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေ EAO တွေကို2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ရောက်ရှိရေး PRP လှုပ်ဆောင်တာနဲ့တိုင်းပြည်ပြုပြင်ပြောင်းလဲဖို့အတွက်စိတ်အားထက်သန်မှုနှဲပါတာတွေကြောင့်အကောင့်ထဲမပေါ်နိုင်တာဖြစ်တယ်လို့လည်း RCSS ကပြောပါတယ်။ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေးအတွက်ယုံကြည်မှုတိစောက်တာ ပြန်လည်ဖော်ဆောင်ဖို့စစ်တပ်နဲ့ EAO တွေကြားဆွေးနွေးသဘောတူညီချက်တွေဥစွာရယူပြီးမှပဲနိုင်ငံရေးပါတီတွေပါဝင်ဆွေးနွေးဖို့ဖက်ဒရယ်မူကိုအဓိကထားဆွေးနွေးဖို့နိုင်ငံတကာအသီးသက်တွေပါဝင်တက်ရောက်စေဖို့နဲ့သဘောတူညီချက်တွေမှာလွှတ်တော်ကဥပဒေအဖြစ်ပြဋ္ဌာန်းဖို့လို့ကိုလည်း RCSS ကအကြံပြုထားပါတယ် ဗိုလ်ချုပ်ကြီးရွှေစေဦးဆောင်တဲ့ RCSS SSA ဟာ NCA လက်မှတ်ရေးထိုးထားတဲ့လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီးလက်ရှိမှာလည်းအာဏာသိမ်းစစ်တပ်နဲ့တွဲဆုံဆွေးနွေးမှုတွေကိုဆက်လက်ပြုလုပ်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်ခုနှစ်ဖွဲ့ထဲမှဦးဆောင်ပါဝင်နေပါတယ်။ NCA စာချုပ်ကိုအစိုးရစစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်ဆဲပွဲကြား2015ခုနှစ်နဲ့2018ခုနှစ်တွေမှာလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီးတော့10နှစ်ပြည့်အထိမ်းအမှတ်ပွဲကို အောက်တိုဘာ15ရက်နေ့ကနေပြည်တော်မှာကျင်းပခဲ့ပေမဲ့အဲ့ဒီအခမ်းအနားကို RCSS SSA ကောင်းဆောင်ဗိုလ်ချုပ်ကြီးရွှေစစ်တက်ရောက်တာမရှိဘဲကိုယ်စားလှယ်အဖွဲ့ပဲတက်ရောက်ခဲ့တာကိုတွေ့ရပါတယ်။ ဒါပြင်အဲ့ဒီအခမ်းအနားကိုတရုတ်နိုင်ငံနိုင်ငံသားရေးဝန်ကြီးဌာနအာရှရေရအထူးကိုယ်စားလှယ် Mr. တိတ်ရှူကျင်အိန္ဒိယအသံမတ်ကြီး Mr. Sherry Abidaku ထိုင်းနိုင်ငံကအာရှငြိမ်းချမ်းရေးနဲ့ပြည်လဲသက်မြက်ရေးကောင်စီ APRC ရဲ့ယာယီအထွေထွေအတွင်းရေးမှူးချုပ်တို့တက်ရောက်ခဲ့ကြပါတယ်ရှင်ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့စစ်ကောင်မရှင်တပ်ရဲ့တပ်သားတွေစုဆောင်းခံရသူ9ဦးကင်းမျိုးသားစီယောင်းခရိုင်ယူ တမဟာ3ဘက်ကို ပပောင်းခုလုံလာတယ်လို့ခရမ်းယူဗဟိုကသတင်းထုတ်ပြန်ထားပါတယ်။ပြည်သူ့စစ်မှုထမ်းအပတ်စဉ်တင်နန်း9တင်နန်း30 73တို့ကနေတင်နန်းဆင်းပြီးတော့ခြေလင်းတရင်ခလိုက်ရ85တက်ရင်မှာတာဝန်ကျနေတဲ့တပ်သားတဲ့9ဦးဟာခရမ်းယူတမဟာ3ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တရင်ကိုထံကိုအော်တိုဘားလ15ရက်နေ့ကဗပောင်းခုလုံလာခဲ့တာဖြစ်ပါတယ်။ဗပောင်းခုလုံလာသူတွေဟာအသက်အရွယ်အဖြစ်20ကနေ36နှစ်အတွင်းအရွယ်ရှိသူတွေဖြစ်ပါတယ်။ ဗပန်းခုလုံလာသူခုနှစ်ဦးထဲကတန်းနိုင်ဦးဆိုသူနဲ့ရာဇာထက်ဆိုသူတို့ဟာရောင်းစားခံရပြီးတဲ့နောက်ပြည်သူစစ်မှုထံဘဝကိုရောက်ရှိလာသူတွေဖြစ်တယ်လို့ဆိုပါရယ်အခက်အခဲမျိုးမျိုးကြောင့်အလင်းဝင်ဗပန်းခုလုံလာသူတွေကို KNU ကနေရာထိုင်ခင်အစားအစာနဲ့အဝတ်အစားတွေထောက်ပံ့ပေးအပ်ထားပြီးတော့ကောင်းမွန်စွာထိန်းသိမ်းဆောက်ရှောက်ထားတယ်လို့ဆိုပါရယ်အကြောင်းမျိုးမျိုးကြောင့်စစ်ကောင်မရှင်ထံမှမတရားဆင့်မှုထမ်းဆီခိုင်းခံရသူတွေအနေနဲ့ခရမ်းယူ ပါဝင်နီးစရာတောင်းလိုင်းရဲ့တပ်ဖွဲ့တွေထံကိုရရနီးလန်းတဲ့လမ်းနှချအလင်းဝင်ဖတ်ပြောင်းခုံလုံးစားဖို့ကိုလည်း KNU ကတိုက်တွန်းထားပါတယ်တနင်္ဂနွေလုံးပြက်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ် NCA 7နှစ်ပြည့်အောက်တိုဘာ15ရက်နေ့မှာစစ်ကောင်မရှင်လေးတပ်ကမြန်မာပြည်အလဲပိုင်းရှမ်းနယ်ကချင်ပြည်နယ်တွေကိုလေကြောင်းတိုက်ခိုက်မှု6ချိန်ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ နေပြီးတော့မှ NCA 12ပြည့်အခမ်းအနားကျင်းပနေတဲ့အောက်တိုဘာ15ရက်နေ့မှာပဲစစ်ကော်မရှင်နဲ့တော်လင်းရေးတပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်နေတဲ့ပေါ့၊မြောင်၊ဝက်လက်၊ငဖဲ၊နထိုကြီး၊တီဘော၊ကြောင်မဲ၊ဗမောနဲ့ပေါ့ခေါင်မြို့နယ်တွေကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်မရှင်ကလေကြောင်းပုံကျဲတိုက်ခိုက်ခဲ့တဲ့မြို့နယ်တွေကသရိုတရင်ရရှိထားတဲ့မြို့နယ်၉မြို့နယ်ပဲဖြစ်ပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေကတိထပ်ပုံများနိုင်တယ်လို့ဝေဟင်အဖွဲ့ကဆိုပါတယ်။ အောက်တိုဘာ15ရက်နေ့မနက်ပိုင်းမှာမကွေးတိုင်းပေါင်မြို့နယ်အနောက်ချမ်းမှာရှိတဲ့ကြီးရွာတွေကိုစစ်ကောင်မရှင်လေးတပ်က Y12 အမျိုးအစားခရီးသည်တရင်နဲ့ဘုံသီး44လုံးကျဲချခဲ့တယ်လို့ခုတ်ကူခရိုင်အမှတ်16တရင်ကပြောပါရယ်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့ဒေသဟာအမှတ်24ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးဆက်ယုံကာဘာဆ24ဆက်ယုံအနည်းဖြစ်ပြီးတော့မြေပြင်ကလည်းစစ်ကြောင်းထုံဝင်ရောက်နေတဲ့ဒေသဖြစ်ပါတယ်။အလားတူပဲအဲ့ဒီနေ့မနက်၈နာရီဝန်းကျင်က စကိုင်းတိုင်းမြောင်မြို့နယ်ဇရက်ကုန်းကြီးဘောက်ကိုလေကြောင်းကနေပုံကျဲတက်ခိုက်ခဲ့တာမှာအရသာ73ယောက်တရားရရှိခဲ့ပြီးတော့3ယောက်ကပြင်းထန်တရားရရှိခဲ့ပါတယ်။လေရင်ကဘုံဒီ10လုံးကျဲချတက်ခိုက်ခဲ့ပြီးတော့ဘုံဒီ10လုံးပောက်ကွဲခဲ့ကကြီးရွာစာတင်ကြောင်းဖယားနဲ့ဖုံးကြီးကြောင်းတွေပြိုကျပျက်စီးခဲ့ပါတယ်။ စကိုင်းတိုင်းဝက်လက်မြို့အနောက်တောင်ဘက်မှာရှိတဲ့ရွာသားကြီးရွာမကွေးတိုင်းငဖဲမြို့နယ်နရရကန်စခန်းကုန်းအနီးကချင်ပြည်နယ်ပမော်မြို့မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေထဲကိုလည်းအောက်တိုဘာ15ရက်နေ့မှာစစ်ကော်မရှင်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါတယ်ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နီမာစစ်ကောင်မရှင်တပ်နယ်တအောင်းမြို့သားလွတ်မြောက်ရေးတမတော် TNL အကြားတိုက်ပွဲတွေဆက်လက်ပြင်းထန်နေရလို့ဒေသခံတွေထံကနေသိရပါဗျ။တိုက်ပွဲတွေဟာအောက်တိုဘာလ15ရက်ညနေပိုင်းအထိပြင်းထန်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီနေ့ညပိုင်းမှာတော့စစ်ကောင်မရှင်တပ်တွေကတီဘောမြို့နယ်0.5မိုင်အကွာကိုရောက်ရှိနေပြီဖြစ်တဲ့ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါဗျ။အဲ့ဒီချက်လက်နဲ့ပတ်သက်ပြီးတော့မိစမအနေနဲ့တိကျအတိမပြုနိုင်သေးပါဘူး။ ဒေသခံတအူရဲ့ပြောပြချက်အရတော့အော်တိုဘားလ18ရက်နေ့မနက်ပိုင်းတိတက်ပွဲတွေဆက်လက်ပြင်းထန်နေရလို့ဆိုပါတယ်စစ်ကောင်မရှင်တပ်ဟာအော်တိုဘားလ15ရက်နေ့မနက်ပိုင်းနဲ့အော်တိုဘားလ14ရက်နေ့တို့ကလည်းတိပုံးမျိုးပြင်ဘက်ကိုပြင်းပြင်းထန်ထန်၄ချောင်းကနေပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါသေးတယ်။ပြီးခဲ့တဲ့ဇွန်လလလယ်ကစစ်ကောင်မရှင်တပ်ဟာနောက်ချိုကို TNL လက်ထဲကနေပထမဆုံးပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက် ပြင်းတွင်နောက်ချိုမိုးကုတ်လမ်းမကြီးတစ်လျှောက်ကိုနှစ်လကျော်ကြာမြေပြင်စစ်ကြောင်းထိုးတာလေကြောင်းကနေဖိအားပေးတာတွေပြုလုပ်နေပါတယ်လရှိမှာစစ်ကောင်မရှင်တပ်ဟာရှမ်းမန္တလေးနယ်စပ်မှာရှိတဲ့မိုးကုတ်လမ်းပိုင်းကိုလေကြောင်းကနေဆက်တိုက်ဘုံကျဲတိုက်ခိုက်နေပြီးတော့မန္တလေးမိုးကုတ်လမ်းကိုလည်းအင်အားလုံးရင်းနဲ့ပူးပေါင်းထိုးစစ်ဆင်နေတဲ့အတွက် TNL PDF ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲတွေလည်းနေစဉ်ဖြစ်ပွားနေတာရှိပါတယ်။ စစ်ကောင်မရှင်တားဟာနေပြည်တော်မှာတနိုင်ကန်လုံးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ် NCA 10နှစ်ပြည့်အခမ်းအနားကျင်းပပြီးတော့ငញ្ញမ်းရေးဆိုတဲ့စကားကိုတင်းတင်းကျပ်ကျပ်ပြောနေချိန်မှာလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမယ့်ရွေးကောက်ပွဲအတွက်လည်းသူဆုံးရှုံးလိုက်ရတဲ့နယ်မြေတွေကိုပြန်လည်ရရှိဖို့အပြင်းထန်ထိုးစစ်ဆင်နေရတာရှိပါတယ်ရှင်စစ်ကောင်မရှင်တပ်ကပလာမျိုးအနီးမှာရှိတဲ့တန်ရှင်းရွာကိုဇက်တိုက်လျင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ပလာမျိုးခံဒီစီကနေသိရပါဗျ။ အော်တိုဘာ16ရက်မွန်းလွဲ2နာရီခွဲလောက်မှာစစ်ကော်မရှင်တပ်ကဇက်တိုက်လျင်နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့စစ်တပ်နဲ့လည်းပြစ်ခတ်ခဲ့တယ်လို့မြို့ကန်တယောက်ကဆိုပါတယ်။ဘုံကျဲတိုက်ခိုက်တာမှာတန်ရှင်းရွာမှာရှိတဲ့ခြံထဲကိုကြားရောက်ပေါက်ကွဲခဲ့တဲ့အတွက်လူနဲ့နေရင်အဆောင်အုံတွေထိခိုက်မှုမရှိဘူးလို့တော်လရင်တပ်ဖွဲ့ဝင်တယောက်ကဆိုပါတယ်။ပလောမြို့နယ်3မိုင်လောက်ကွာဝေးတဲ့တန်ရှင်းရွာနေဒေသခံတချို့ကတော့မကြာခဏဖြစ်နေတဲ့တိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်နေကြပြီးတချို့ကလည်းကြီးရွာထဲမှာပဲနေထိုင်ကြတယ်လို့နောက်ထပ်မြို့ကန်တယောက်ကပြောပါတယ်။ ပလောင်မြို့အနီးမင်းပြင်ရွာမှာရှိတဲ့နေအိမ်တွေကိုဆရာနာရှင်တက်ကဝင်ရောက်နေထိုင်ပြီးမိရှို့နေတာက၄ကြိမ်အထိရှိနေပြီဖြစ်တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ပြီးကြတဲ့အောက်တိုဘာလ၁၄ရက်နေ့ကလည်းထိုင်းမြန်မာနယ်စပ်ထီကီဒေသကိုစစ်ကောင်မရှင်တက်ကလေကြောင်းကနေပုံကျဲတက်ခတ်မှုလုပ်ခဲ့သေးပြီးတော့အရသာ၂ယောက်ထပ်မံနေထိခိုက်ဒဏ်ရာရပြီးအဆောင်အုံတချို့ထိခိုက်ပျက်စီးခဲ့ပါသေးတယ်ရှင်။ တောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ထိမ့်ချုပ်ထားတဲ့မိုးကုတ်မိုးမိန်နမ်ဆန်နဲ့နမတူကိုစစ်ကောင်မရှင်တပ်ကလေချောင်းကနေပုံကျဲတိုက်ခိုက်သွားတယ်လို့ TNL နဲ့ဒေသခံတွေစီကနေသိရပါဗျ။အော်ဝါလာ16ရက်နေ့တရက်ထဲမှာပဲမိုးကုံမြို့နယ်နောင်ကုန်းထက်ချီရွာမိုးမိမြို့နယ်တောင်ပိုင်းရက်ကွက်တို့ကိုစစ်ကောင်မရှင်ကဂျက်ဖိုက်တာနဲ့လေကြောင်းကနေပုံစံတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်အမျိုးသမီးတဦးထိခိုက်ဒဏ်ရာရပြီးအဆောက်အဦဒေသခံမိုက်စည်းစိမ်အုပ်စာတွေပျက်စီးခဲ့တာရှိရလို့ TNL ကသတင်းထုတ်ပြန်ထားပါတယ် အလားတူပဲအောက်တိုဘာလ18ရက်မနက်ပိုင်းမှာလဲ TNL ထိန်းချုပ်ထားတဲ့နမ်ဆန်မျိုးနဲ့ဟိုမင်းရွာနဲ့နမ်မတူမျိုးတို့ကို Jet Fighter နဲ့ပုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသေးတယ်။အဲ့ဒီပုံစံတက်ခိုက်မှုတွင်ထိခိုက်ပျက်စီးမှုတွေကိုအတိပြုနေစေဖြစ်တယ်လို့ TNL လေးကသတင်းထုတ်ပြန်ထားပေမယ့်ဒေတာကန်တဦးရဲ့ပြောပြချက်အရတော့နံပါတ်2မြို့ပုံစံခံရမှုမှာအမျိုးသမီး3ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်ရှင်။ နောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါခုဆက်လက်ပြီးတော့နောက်ဆုံးရနိုင်ငံတကာသတင်းတချို့ကိုနားဆင်ကြရပါမယ် လူမှုဆိုင်ရာငွေသုံးဆွဲမှုနဲ့အင်ချမ်မြေအပိုင်းကဏ္ဍကိုချိန်ရွယ်တဲ့ဗန်နာရေးအစီအမံတွေကတစင်းတရုတ်ရဲ့စီးပွားရေးကိုပြန်လည်ဟန်ချက်ထိန်းညှိခြင်းကငွေကြုံမှုဆိုင်ရာဖိအားကိုရင်ဆိုင်ရာမှာအထောက်အကူဖြစ်စေလိမ့်မှာဖြစ်တယ်လို့နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ကအောက်တိုဘာလ14ရက်နေ့မှာပြောလိုက်ပါတယ်။တချိန်ထဲမှာပဲလာမယ့်နှစ်မှာတရုတ်ရဲ့စီးပွားရေးတိုးတက်မှုနှေးကွေးမယ်လို့လည်းခန့်မှန်းထားပါတယ်။ ပေကျင်းဟာပြီးခဲ့တဲ့နှစ်တွေအတွင်းအိမ်တော်စုငွေသုံးဆွဲမှုပိုင်းကျဆင်းနေမှုအပေါ်ပြောင်းပြန်လှန်ဖို့ကြိုးပမ်းထားခဲ့ပြီးအိမ်ချမ်းမြေဈေးကွက်ထဲကျွေးမီအကျက်အတဲနဲ့ကုန်သွယ်ရေးကဏ္ဍမှာရှိတဲ့ပြပဆိုင်ရာဝရုံးသုံးကားဖြစ်မှုတို့ကလည်းစားသုံးသူသုံးဆွဲသူတွေကို၆လှန်နေခဲ့ပါတယ်နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့အခုနောက်ဆုံးထုတ်ပြန်လိုက်တဲ့ကမ္ဘာစီးပွားရေးအလားအလာအစဉ်ခန်းစာအရကမ္ဘာဒုတိယအကြီးဆုံးစီးပွားရေးဖြစ်တဲ့တရုတ်မှာပြည်တွင်းဝယ်လိုအားအားနည်းခြင်းကိုမှတ်ချက်ပြုထားပါတယ်။ ဩဂတ်စ်လကစားသုံးသူဈေးစနှုန်းတွေဟာ6လအတွင်းအများဆုံးနှုန်းနဲ့ကျဆင်းခဲ့ကြောင်းတရားဝင်ကိန်းဂဏန်းတွေအရသိရပါတယ်။အော်တိုဘာလ15ရက်နေ့မှာထွက်ပေါ်လာမယ်လို့မျှော်လင့်ရတဲ့ဒေတာတွေအရစက်တင်ဘာမှာဘလို့ပဲပုံဖြစ်ခဲ့တယ်ဆိုတာကိုပြသမှာဖြစ်ပါတယ်။အဲ့ဒီအကြက်တဲတွေကို ထောက်ဆရင်တရုတ်ရဲ့ဗန်နာရီမူဝါဒရည်တည်ချက်အရစီးပွားရေးကိုထောက်ကူဖို့တိုးတက်မှုလိုလားတဲ့တင့်လျော်တဲ့ငွေသုံးဆွဲမှုကိုအသုံးပြုနေတယ်လို့ IMF ကပြောပါတယ်။ ဒါပေမဲ့တရုတ်ရဲ့လက်ရှိမူဝါဒတွေဟာလာမယ့်နှစ်တွေအတွင်းကျွေးမီနဲ့ GDP အချိုးမြင့်တက်ခြင်းကရှောင်လွဲဖို့လိုအပ်တဲ့ရည်တည်ချက်ကနေဆက်လက်သွေးဖယ်နေမှာဖြစ်တယ်လို့ IMF ကအတည်ပြုပါတယ်။တရုတ်အတွက်လူမှုငွေသုံးစွဲမှုနဲ့အင်ချမီကဏ္ဍအပေါ်ထူးအာယုံစိုက်တဲ့ဗန်နာရီအစီမံတွေကနေတဆင့်အပါအဝင်အိမ်တော်စုငွေသုံးစွဲမှုနဲ့ပတ်သက်ပြီးပြန်ပြီးဟန်ချက်ညှိတာနဲ့စက်မှုလုပ်ငန်းဆိုင်ရာမူဝါဒတွေကိုပြန်လျှော့ချတာကတွင်းကုံထုတ်ကုန်အကြွားမှုကို ရောကြစေမှာဖြစ်ပြီး ပြည်တွင်းငွေကြုံမှုဖိအားတွေကိုပြည့်လျော့စေမှာဖြစ်တယ်လို့ IMF ကပြောပါတယ်။တချိန်နဲ့မှာပဲတရုတ်ရဲ့တနစ်တာတိုးတက်မှုနှုန်းဟာ2025ခုနှစ်မှာတနစ်ထက်တနစ်4.8%ခန့်နှုန်းကိုရောက်မှာဖြစ်ပြီးအဲဒီနောက်လာမယ့်နှစ်မှာ4.2%ခန့်နှုန်းကိုနှေးကွေးမယ်လို့ IMF ကခန့်မှန်းပါတယ်။ လာမယ့်9နှစ်အတွက်နိုင်ငံစည်းဝါးရေးဦးတည်ရာလမ်းကြောင်းကိုခေါင်းဆောင်တွေကအစီအစဉ်ဆွဲမဲ့တရုတ်အာဏာရကွန်မြူနစ်ပါတီရဲ့အဓိကနိုင်ငံရေးစုဝေးပွဲတစ်ခုလာမယ့်အပတ်မှာဘေကျင်းမှာပြုလုပ်ဖို့ရှိတဲ့အချိန် IMF ကအခုလိုအကြံပြုချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ ရန်သူနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အလိုတော်ရှိတွေလို့ဆွဆွဲပြီးစစ်သွေးကြွအုပ်စုကလူမြင်ကွင်းမှာကွပ်မျက်မှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်ပါလက်စတိုင်းအယက်သားတွေကိုပြစ်ခတ်တပ်ဖြတ်တာမပြုလုပ်ဖို့ဟာမတ်စ်ဖွဲ့ကိုအရှိအလေပိုင်းမှာရှိတဲ့အမေရိကန်ထိပ်တန်းတပ်မှုကြီးကဗုဒ္ဓဟူးနေ့မှာတောင်းဆိုလိုက်ပါတယ်။ ဂါဇာရဲ့ Hamas အဖွဲ့ထိန်းချုပ်တဲ့ဒေသတွေမှာ Israel IDF တပ်ဖွဲ့ထိန်းချုပ်တဲ့အဝိုင်းအောင်မြင်းနောက်မှာရောရှိတဲ့အပြစ်မဲ့ပါလက်စတိုင်းအရက်သားတွေပေါ်အကြမ်းဖက်မှုတွေပြစ်ခတ်မှုတွေကိုချက်ချင်းရပ်ဆိုင်ဖို့ကျွန်တော်တို့ Hamas အဖွဲ့ကိုပြင်းထန်စွာတိုက်တွန်းပါတယ်လို့ American ဗဟိုကုတ်ကဲရေးဌာနအကြီးအကဲရေချောင်းဗိုလ်ချုပ်ကြီး Brad Cooper ကကြေညာချက်ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အမေရိကန်ကြောထောက်နောက်ခံပြုထားတဲ့အချက်20ပါအပြည့်ရဲ့သဘောတူညီချက်အရအစ္စရေးတပ်ဖွဲ့တွေဟာဂါဇာဒေသကနေရစိတ်တပိုင်းဆုတ်ခွာပေးခဲ့ပြီးတဲ့နောက်ပျက်စီးပြိုပြက်နေတဲ့မြို့တွေအတွင်းဟာမတ်စ်အဖွဲ့ကချုပ်ကင်မှုတွေကိုပုံမှုတင်းကျပ်စွာပြုလုပ်လာခဲ့တာပါနိုင်နေမှုတွေပြုလုပ်လာပြီးလူတွေကိုလမ်းတွေပေါ်ကွပ်မျက်မှုတွေလည်းပြုလုပ်လာခဲ့ပါတယ် အပြေဝါနှုတ်ထွက်ကတမရထရန့်ရဲ့အချက်20ပါငြိမ်းချမ်းရေးအစီအစဉ်ကိုအတိအကျလိုက်နာပြီးလက်နက်ဖြုတ်သိမ်းရေးကိုလည်းနှောင့်နှေးမှုမရှိစေဘဲပြုလုပ်ပြီးငြိမ်းချမ်းရေးအတွက်တမိုင်းဝင်အခွင့်အလမ်းကိုအယအမိစုပ်ကိုင်ပါရန် ကူပါကဟာမတ်စ်အဖွဲ့ကိုတိုက်တွန်းလိုက်ပါတယ်။ ဂါဇာမှာရှိတဲ့အပြစ်မဲ့အရက်သားတွေကိုကာကွယ်ပေးပြီးငြိမ်းချမ်းရေးကိုတည်တံ့အောင်လုပ်ဖို့ကျွန်တော်တို့နဲ့လက်တွဲလှုပ်ဆောင်ဖို့သဘောတူညီထားတဲ့စစ်ဆက်ညှိနှိုင်းသူတွေကိုကျွန်တော်တို့ရဲ့စိုးရင်ပူပန်မှုတွေကိုပြောပြထားပါတယ်လို့ကူပါကဆက်လက်ပြောကြားခဲ့ပါတယ်။အလိုတော်ကြီးတွေနဲ့ဝရမ်းပြေးလေလို့တစိုက်ကပ်ပြီးမျက်နှာအဝတ်စီးထားပြီးဒူးထောင်နေတဲ့တန်ရရှိသူ၈ဦးကိုပြစ်တက်နေတဲ့ဗီဒီယိုဖိုင်ကို Hamas အဖွဲ့ကသူတို့ရဲ့တရားဝင်လူမှုကွန်ရက် channel မှာတင်ထားပါတယ်။ ဒိန်လာနဲ့ညနေကရိုက်ကူးထားပုံရတဲ့အဲ့ဒီဗီဒီယိုဖိုင်ဟာဟားမတ်ရဲ့လုံခြုံရေးအဖွဲ့အများပြားနဲ့တချို့ကအစ္စရေးကကြောထောက်နောက်ခံပေးထားတယ်လို့ဆွဆွဲထားတဲ့လက်နက်ကိုင်ပါလက်စတိုင်းအုပ်စုတွေအကြားလက်နက်ကိုင်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။သမ္မတဒေါ်နယ်ထရန့်ကတော့ဟားမတ်အဖွဲ့ကလူစိုးကိုင်းဝင်တချို့ကိုပစ်တက်ခဲ့တယ်။ဒါကကျွန်တော်အတွက်ဘာမှမဖြစ်ပါဘူးလို့အင်ဖြူရောမှာတရင်တော့တွေကိုအင်ကာနီကပြောကြားခဲ့ပါတယ်။ဒါကရပါတယ်။ ဒါတွေကအလွန်ဆိုးတဲ့လူစုကိုင်းတွေပါလို့ဟာမတ်အဖွဲ့လက်နက်ဖြုတ်မယ်လို့ဟာမတ်အဖွဲ့ကိုလက်နက်ဖြုတ်မယ်လို့ကြေပြူရင်သူကဆက်လက်ပြောကြားခဲ့ပါတယ်။ဂါဇာနယ်မြေမြောက်ဘက်ဂါဇာမြို့ကနေအစ္စရေးတပ်ဖွဲ့တွေဆုတ်ခွာသွားပြီးတဲ့နောက်ဟာမတ်အစိုးရအဖွဲ့ရဲ့မျက်နှာဖုံးအမဲတွေဝတ်ဆင်ထားတဲ့လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်တွေလမ်းနေပေါ်မှာကင်းလှည့်နေပါတယ်။ဂါဇာမှာရှိတဲ့ပါလက်စတိုင်းလုံခြုံရေးတရင်ရင်းမြစ်ကကျွန်တော်တို့ရဲ့သတင်းစကားကရှင်းပါတယ် အရက်သားတွေရဲ့လုံခြုံရေးကိုချိန်ချောက်နေသူတွေဒါမှမဟုတ်ရင်ဝရမ်းပြေးတွေအတွက်ဒီမှနေရမရှိပါဘူးလို့ AFP ကိုပြောသွားပါတယ်။အနာဂတ်ဂါဇာအစိုးရအဖွဲ့မှာ Hamas အဖွဲ့အတွက်ဘလို့အခမ်းကဏ္ဍမှမရှိစေရဘူးလို့ American နဲ့ Israel ပြည်တော်စုက Oh sorry ပါ Israel နဲ့ American ပြည်တော်စုကအခိုင်အမာပြောကြားထားပါတယ်။ မဇမရေဒီယိုစီစဉ်ကိုဆက်လက်တန်လှည့်နေပါတယ်ရှင် ခုဆက်လက်ပြီးတော့ပတ်စင်ကဏ္ဍအနေနဲ့သတင်းမများကိုတိုက်ဖြတ်ခြင်း Miss Information Pasta အစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ် င်းမရဲ့ပြည်သက်တွေအားလုံးမင်္ဂလာပါခင်ဗျာအပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့သတင်းမများကိုတိုက်ဖြတ်ခြင်းမိတ်ဆေဖော်မေးရှင်းဘတ်စတာစီစဉ်ကိုတင်ဆက်ရမယ့်အချိန်ရောက်လာပါပြီဒီတစ်ပတ်မှာတော့အရသာတိတ်ဆုံးမှုကိုလစ်လျူရှုပြီး ROE နဲ့ကိုက်ညီတယ်လို့စေအုပ်စုဝါဒဖြန့်ကျက်အသွင်ပြောင်းလာတဲ့အကြောင်းနဲ့အတူမိုးတေတရာထပ်ပိုင်းကြိုးကျတယ်ဆိုတဲ့သတင်းမှအကြောင်းနဲ့စံတု ထုတ်လုပ်နေတဲ့ရုပ်တံဖိုင်ဟာမာရွေ့နေတဲ့အကြောင်းစတဲ့ တပတ်အတွင်းမှာစီစီပြုစုထားတဲ့အချက်လက်တွေကိုကျွန်တော်ဆိုင်းခန့်ကတင်ဆက်သွားမှာပါကျောင်းမှာရှိတဲ့မိုးတေတရာဟာမိုင်းခွဲခံရပြီးထပ်ပိုင်းကျိုးကျသွားတယ်ဆိုတဲ့သတင်းတစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေခဲ့ပါတယ်။ Snow Queen ဆိုတဲ့ Telegram Channel ကနေတီဘောမျိုးနယ်နဲ့နမတူမျိုးနယ်ကိုဆက်သွယ်ထားတဲ့မိုးတေတရာမိုင်းခွဲဖြစ်စီခံရတယ်လို့ကျိုးကျနေတဲ့တရာပုံနဲ့အတူရေးသားပြန်ဝေခဲ့ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ပန်နဲ့ Global Reporter website တွေကနေလည်းတရားနဲ့ပတ်သက်ပြီး TLL ကဖျက်ဆီးခဲ့တယ်လို့ရေးသားဖြန့်ဝေထားပါသေးတယ်။ဒီပုံကိုမျိုးစီမကအချက်လက်စစ်ဆေးခဲ့ပြီးသတင်းထုတ်ဖြစ်ကြောင်းတွေ့ရပါတယ်။ဒီပုံနဲ့နံပါတ်2မျိုးကြားကိုဆက်ထားတဲ့မိုးတေတရာကျိုးကြတာမရှိဘူးလို့ရွှေပြည်မြေသတင်းဌာနကနေမြေပြင်အခြေအနေကိုသိရှိသူတူဦးနဲ့ဆက်သွယ်မေးမြန်းပြီးဖော်ပြထားပါတယ်။ ဒါပြင်ကြိုးကျသွားတဲ့တရားကိုရှာဖွေစစ်စစ်တဲ့အခါမှာရခိုင်ပြည်နယ်တန်တွဲကွာလမ်းပေါ်ကကျိန်းနလီတရားဖြစ်နေတာကို တွေ့ရပြီးကြိုးကျသွားတဲ့တရားပုံစံတူနေပေမဲ့ရိုက်ထားတဲ့တပ်ပုံဟာရှုထောင့်မတူတာကိုတွေ့ရပါတယ်။ဒါကိုတော့ AWD သတင်းဌာနကနေဖော်ပြထားပါတယ်။နောက်ပြီးမြန်မာ Prax Photo Agency ကနေလည်းကြိုးကျသွားတဲ့တရားဟာမိုးတိမ်တရားမဟုတ်ဘဲကျိန်းနလီတရားဖြစ်တဲ့အကြောင်းထပ်မံပြီးအချက်အလက်စစ်ဆေးထားပါသေးတယ်။ဒါကြောင့် တီဘောနဲ့နံပါတ်2မျိုးကြားမှာရှိတဲ့မိုးဒေသတာဟာတရလလီမိုင်းခွဲလို့ထပ်ပိုင်းကြိုးကျသွားတဲ့ဆိုတဲ့သတင်းဟာအမှန်တကယ်မဟုတ်ပဲရခိုင်ပြည်နယ်ကကြိုးကျခဲ့တဲ့သတင်းကိုပြန်လည်ဖော်ပြပြီးသတင်းမှပြန်ဝေထားတာဖြစ်ပါတယ်။ TikTok နဲ့ Facebook မှာအရင်ကတည်းကပြန့်နှံ့နေခဲ့ပြီးကြီးစုသူတွေအတွက်စိုးရင်စရာဖြစ်ပေါ်စေတဲ့ရုပ်သံဖိုင်တစ်ခုရှိပါတယ်။အဲဒါကတော့စံအတုထုတ်လုပ်နေတယ်ဆိုတဲ့ရုပ်သံပါ။ reaction by sam deep ဆိုတဲ့ TikTok အကောင့်ကနေတတိထားကြပါစိတ်ပူလို့ပါလို့ရေးထားပြီးရုပ်တံဖိုင်တစ်ခုကိုဖြန့်ဝေထားပါတယ်ဒီလိုအလားတူဖြန့်ဝေမှုတွေကိုလည်းအများအပြားတွေ့နေရတာပါရုပ်တံဖိုင်ထဲမှာတော့ plastic စွန့်ပစ်ပစ္စည်းတွေကိုအဖြူရောင်အချောင်းအဖြစ်အဖြူရောင်အချောင်းတွေကနေအဖြူရောင်အစိတွေအဖြစ်ပြောင်းလဲထုတ်လုပ်နေတာပါမြစီမာကဒီရုပ်တံမှာပါဝင်တဲ့ရုပ်ကတ်တွေနဲ့အချက်လက်တွေကို စစ်စစ်တဲ့အခါမှာဒါဟာဆန်တု ထုတ်လုပ်တာမဟုတ်ကြောင်းတွေ့ရပါတယ် Smarter Walker ဆိုတဲ့ Facebook စာမျက်နှာကနေဖြန့်ဝေထားတဲ့ရုပ်တံတစ်ခုမှာဒါနဲ့ထပ်တူညီတဲ့ရုပ်ကတ်တွေပါဝင်လာတွေ့ရပါတယ်။စွန်ပြေပလတ်စတစ်တွေကိုအဖြူရောင်အလုံးလေးတွေအဖြစ်ပြန်လည်ထုတ်လုပ်နေတာလို့လည်းရေးသားထားပါတယ်။ဒီအကြောင်းကိုလေ့လာကြည့်တဲ့အခါမှာဒါဟာကော်စေ့တွေအဖြစ်ပြန်လည်ထုတ်လုပ်တာဖြစ်ပြီးအသုံးပြုသူတွေအနေနဲ့အယောင်ဆိုးရလွယ်ကူအောင်အဖြူရောင်အဖြစ်ထုတ်လုပ်တယ်လို့သိရပါတယ်။ Ocean Material နဲ့ Plexus for Change ဆိုတဲ့ website တွေကနေလည်း ဒီလိုကော်စစ်တွေကိုပြန်လည်အသုံးပြုတဲ့ပစ္စည်းအဖြစ်ရောင်းချနေတာကိုတွေ့ရပါတယ်။ဒီဥတ်တန်ကိုကြည့်ရင်စံစစ်တွေလို့ထင်ရပေမဲ့တေချာကြည့်ရင်ဒါဟာစံအတုမဟုတ်ဘဲအဖြူရောင်အလုံးလေးတွေပဲဖြစ်နေတာကိုတွေ့ရပါတယ်။ဒါကြောင့်ဒီဥတ်တန်ဖိုင်ဟာစွန့်ပစ်ပစ္စည်းတွေအသုံးပြုပြီးကော်စစ်တွေအဖြစ်ထုတ်လုပ်တာကိုစံအတုထုတ်တယ်လို့ပြောဆိုထားတာပဲဖြစ်ပါတယ်ခင်ဗျာ။စကိုင်းတိုင်းချောင်းမြို့နယ်ဘုံတူကြီးရွာမှာတရင်ကျွတ်လာပြေညာကလေးချောင်းတိုက်ခိုက်ခံရပါဗျ ဆရာနာရှင်စန့်ကျင်ရေးစီမီတပိတ်ပြုလုပ်နေချိန်မှာစစ်ကော်မရှင်တပ်အနောက်မြောက်တိုင်းစစ်ထနာချုပ်ကနေစက်တက်လေထီပါရာမော်တာနဲ့120မမဘုံးဒီနှလုံးကျဲချပြီးတိုက်ခိုက်ခဲ့တာပါဒီတိုက်ခိုက်မှုကြောင့်တေဆုံးသူ40ဝန်းကျင်ရှိခဲ့ပြီးအများအပြားဒဏ်ရာရရှိခဲ့ပါတယ်တေဆုံးသူတွေထဲမှာကလေးငယ်တွေအမျိုးသမီးတွေအရက်သားတွေနဲ့စီဒီယန်ကျောင်းဆရာတွေပါဝင်တယ်လို့အုတ်ချိုရဲ့အဖွဲ့ဝင်တွေတပိတ်ကော်မတီဝင်တွေကာကွယ်တပ်ဖွဲ့ဝင်တချို့လည်းပါဝင်ပါတယ် ဒီအကြောင်းကိုစေအုပ်စုထောက်ခံတဲ့ Telegram Channel တွေမှာစေအုပ်စုရဲ့လောက်ရက်ကိုချီးကျူးထောက်ခံရေးသားပြောဆိုမှုတွေတွေ့ရပါတယ်။ပုံကျဲခံရသူတွေဟာအရက်သားတွေမဟုတ်ဘဲ PDF တပ်ဖွဲ့ဝင်တွေ၊တပိတ်သမားတွေနဲ့ PDF တွေကိုထောက်ခံသူတွေဖြစ်တာကြောင့်အခုလိုပုံကျဲရတဲ့အကြောင်း PDF တွေစုဝေးနေလို့စီးရေးပြတ်မှတ်ကိုပုံကျဲတာကြောင့်စစ်မီပြင်တိုက်ပွဲစီးမြင်တွေ ROE နဲ့ကန့်ညီတဲ့အကြောင်း နောက်ပြီးမသေးခြင်းအလင်းဝင်အလင်းဝင်ခြင်းအသေးခံကြလို့ဆိုပြီးချင်းချောက်ရေးသားထားတာတွေတွေ့ရပါတယ်။နောက်ထပ်တစ်ခုကတော့တေဆုံးသူတွေထဲမှာ PDF 6ရောက်တပိတ်တမား4ရောက်နဲ့ CDM 1ရောက်ပါဝင်တာကိုပဲဖော်ပြပြီးတကယ်တမ်းတေဆုံးသူတွေထဲမှာအမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင်အယက်သားတေဆုံးမှုကိုတော့လှစ်လျူရှုထားတာကိုတွေ့ရပါတယ်။ အရင်ကစေအုပ်စုကျူးလွန်ခဲ့တဲ့အစုလိုက်အပြုံလိုက်တပ်ဖြတ်ခံရမှုတွေမှာစစ်လော်ဘီတွေဟာစစ်တပ်ကကျူးလွန်တဲ့ပြစ်မှုမဟုတ်ကြောင်းပြွင်တွင်ပြောဆိုကြတာပါ။ပစည်းကြီးလိုလေးချောင်းတိုက်ခိုက်မှုမှာလက်နက်တိုက်ရှိလို့ဆိုတဲ့ဆွဆွဲကြက်မျိုးတွေအိုးထိန်တွင်စာတင်ချောင်းတိုက်ခိုက်ခံရမှုကိုစာတင်ချောင်းမှာထားတဲ့လက်နက်တိုက်ပောက်ကွဲမှုအဖြစ်ပုံဖော်ထားတွေပါ။အခုဘုံတိုရွာဖြစ်စင်မှာတော့မုံရွာအခြေစိုက်အနောက်မြောက်တိုင်းစစ်ထဏာချုပ်ကနေတက်လာတဲ့စက်တပ်မော်တာဖြစ်ကြောင်းထင်ရှားနေပြီး ျူးလွန်သူဟာစစ်ကော်မရှင်ဖြစ်ကြောင်းညင်းမြရတဲ့အချက်လက်တွေရှိနေပါတယ်။ဒီလိုအချိန်မှာစစ်လော်ဘီတွေရဲ့ဝါဒဖြန့်မှုဟာပြောင်းလဲလာပါတယ်။စစ်ရေးပြမှတ်ကိုတိုက်ခိုက်တာ PDF တွေတေဆုံးတာကိုထောက်ပြပြီးစစ်မြေပြင်တိုက်ပွဲစီးမြင် AOE နဲ့ကိုက်ညီတယ်လို့ဖော်ပြပါတယ်။ကလေးငယ်တွေအပါအဝင်အရသာတေဆုံးမှုကိုတော့မသိချင်အောင်စောင့်ထားတာတွေ့ရပါတယ်။တိကြိုက်တေဆုံးမှုဖြစ်စဉ်အမှန်ကိုအခြေခံထားပြီးကျူးလွန်သူဟာအပြစ်မရှိကြောင်းကိုတည်တည်ထူကြပါရစေ စစ်ကော်မရှင်တပ်ရဲ့အာဝီးကိုအများပြည်သူ သိရှိအောင်ချပြထားတာမတွေ့ရပါဘူး။ဒါပေမဲ့လည်းစစ်ကောင်းဆောင်တွေအပါအဝင်လက်ဝေခံမီဒီယာတွေနဲ့လော်ဘီတွေကတော့တိုက်ပွဲစီးမြင်းတွေနဲ့အညီဆိုတဲ့သကကလုံးကိုတော့အခအခွင့်တင်နိုင်အသုံးပြုလို့ရှိပါလေ။စစ်ကော်မရှင်ကိုထောက်ခံတဲ့ပြည်ချစ်သားဆိုတဲ့ website မှာတော့ဒါနဲ့ပတ်သက်ပြီးနံပါတ်1ရန်သူကိုသာတိုက်ခိုက်ပါ။နံပါတ်2စစ်ရေးရည်မှန်းချက်များကိုသာတိုက်ခိုက်ပါ။နံပါတ်3အရတားများကိုကာကွယ်စောင့်ရှောက်မှုပေးပါ။ နံပါတ်၄စစ်ပွဲဆိုင်ရာဥပဒေနှင့်အညီလိုက်နာဆောင်ရွက်ပါနံပါတ်၅စစ်ပွဲဆိုင်ရာဥပဒေနှင့်အညီလှုပ်ဆောင်ပါဥပဒေချိုးဖောက်ကြောင်းတန်တရာရှိရင်အထက်အရာရှိတွေစီတရင်ပို့ပါနံပါတ်၆အရက်သားပိုင်ပစ္စည်းတွေကိုလေးစားပါနံပါတ်၇လက်နက်ချလာသူကိုမတိုက်ခိုက်ရနံပါတ်၈မိမိကိုယ်တိုင်ဖြစ်စေမိမိတပ်ဖွဲ့မိမိတပ်ကိုပူပေါင်းနေတဲ့တပ်ဖွဲ့ရဲ့တပ်ဖွဲ့ဝင်နေတဲ့ပစ္စည်းတွေကိုကာကွယ်ခြင်းကလွယ်လို့စေယုံတွေပလီတွေ ခရစ်ယာန်ဘုရားကျောင်းတွေထုတ်မြတ်ထားတဲ့နေရာတွေ စာတင်ကြောင်းတွေပြတိုက်တွေအမျိုးသားအထိတ်မှတ်တွေနဲ့တခြားသောတမိုင်းဆိုင်ရာနဲ့ယဉ်ကျေးမှုဆိုင်ရာနေရာတွေကို မတိုက်ခိုက်ရဆိုပြီးဖော်ပြထားပါတယ်။ဒါတွေကိုကြည့်ရင်တော့ဘုံတို့ရွာဖြစ်စဉ်မှာအရက်သားတွေအများအပြားထိခိုက်ဒေဆုံးတာကြောင့်ကာကွယ်စောင့်ရှောက်ရမယ့်တာဝန်ပြက်ကွက်ပြီးဒီစီမင်းကိုချိုးဖောက်လိုက်တာအတိတာပါ။အာဝီဆိုရာဟာစစ်မြေပြင် တိုက်ပွဲစီမင်းဒါမှမဟုတ်ထိတွေ့တိုက်ခိုက်မှုစီမင်းလို့လည်းသုံးနှုန်းကြတဲ့ rule of engagement ပါ။ ဒီစည်းမျဉ်းဟာများသောအားဖြင့်နိုင်ငံတကာစစ်ဥပဒေလက်နက်ကိုင်ပြည်ပခဆိုင်ရာဥပဒေလို့ခေါ်ဆိုလေးရှိတဲ့နိုင်ငံတကာစစ်စည်းကမ်းဥပဒေတွေနဲ့ Geneva Convention Protocol တွေကိုအခြေခံပြီးရေးဆွဲပါတယ်။ဒါတွေရကြည့်မယ်ဆိုရင်အရက်သားတွေစုဝေးနေတဲ့နေရာကိုပိတ်မှတ်ထားတိုက်ခိုက်တာစစ်သားတွေနဲ့အရက်သားတွေတေဆုံးမှုမှာ အချိုးအစားမမျှတာပဲအရက်သားတေဆုံးမှုများပြားလုံးနေတာ ကြိုတင်သတိပေးမှုမရှိဘဲလေချောင်းကနေဘုံကျဲချတာတွေဟာအယက်သားတေဆုံးမှုကိုဂရုမစိုက်ဘဲလိုက်နာရမယ့်စီမင်းစည်းကမ်းတွေကိုချိုးဖောက်ခဲ့တာပဲဖြစ်ပါတယ်။ဘုံတို့ရဖြစ်စင်မှာကျူးလွန်သူဟာစစ်ကော်မရှင် ဖြစ်ကြောင်းငင်းမရတဲ့အခြေအနေတွေမှာလော်ဘီတွေဟာအမျိုးသမီးနဲ့ကလေးငယ်တွေအများအပြားတေဆုံးမှုကိုမတိကြိုကြုံပြူပါတယ်။တေဆုံးသူတွေထဲမှာကာကွယ်ရေးတပ်သားပါဝင်တာကိုလုံးချပြီးအကုန်လုံးကိုအကြမ်းဖက်သမားတွေလို့ကောင်းစင်တတ်ပါတယ်။ နောက်ပြီးရန်သူကိုစီးမြင့်တွေနဲ့အညီခြေမုံးချောင်းတက်တေထူကြပါရယ်စစ်စီးမြင့်တွေကိုပျံပျောင်တင်းတင်းချိုးဖောက်ပြီးနောင်လာမဲ့မိန်ကုန်းတွေမှာလည်းစစ်ကောင်းဆောင်တွေစီကထိတွေ့တိုက်ခိုက်မှုစီးမြင့်အာဝီတွေနဲ့အညီဆိုတဲ့စကားလုံးကိုရိုးဤနေအောင်ကြားရအောင်မှာပဲဖြစ်ကြောင်းပြောရင်းဤကုံချိုးလိုက်ပါရစေဆက်ခေတာကတော့တပတ်အတွင်းမြစည်းမကဖော်ထုတ်ခဲ့တဲ့တရင်မာတွေအကြောင်းကို တင်ဆက်ခေတာပါကြည့်ရှုသူတွေအနေနဲ့ ဒီစီစဉ်ကိုသတင်းတုသတင်းမှားတွေတွေ့ရှိခဲ့ရင်ဒါမှမဟုတ်တန်ရရှိတဲ့သတင်းတွေကိုစစ်ဆေးပေးဖို့ပြပို့နိုင်ပါတယ်ပြပို့မယ်ဆိုရင်တော့ဒီမှာဖော်ပြထားတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစီခြင်းတဲ့သတင်းအကြောင်းအရာကို link နဲ့တကွပြပို့လို့ရတဲ့အကြောင်းသတင်းပါပြရစီခင်ဗျာ you ကျမတို့မြစ်မရေဒီယိုကနေထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်မတွေဆက်တယ်မင်းမြချက်တွေနဲ့ပတ်သက်ပြီးသောတာရှင်တို့အနေနဲ့ဝေဖန်ချံပြချက်တွေနဲ့ရှင်းဖွင့်ပြောပြခြင်းတဲ့အကြောင်းအရာတွေကိုကျမတို့ရဲ့မြစ်မရေဒီယိုဆောင်မရှင်ဆိုတဲ့ Telegram group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်သောတာရှင်တို့ရဲ့ဝေဖန်ချံပြချက်တွေကိုကြိုဆိုပါရရှင်မြစ်မရေဒီယိုရဲ့ဒီနေ့မနက်အစီအစဉ်ကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားပေါင်းဆရာနာရှင်ဘေးကကင်းဝေးပြီးကိုစိတ်နှစ်ပါးချမ်းသာပါစေလို့မြစ်မရေဒီယိုဖဲသားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ် ်မြန်မာပြည်သူတွေနဲ့အတူရှက်တီနေမယ်မေဇမရေဒီယိုပဲဖြစ်ပါတယ်နားဆင်ကြတဲ့သူတွေအားလုံးကျန်းမာကြပါစေရှင်